အပိုင်း124ရဲ့ဆောက်မှာတော့လူဖီကရော့ကိုတစားကန်လုပြီးဂျိုမိုကနေထွက်ပြေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်လူဖီကအားလုံးကိုသူကလူဖီဖြစ်ပြီးတော့ပင်လယ်ပြားပြင်ဖြစ်လာမယ်သူပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဦးဆုပ်ကလူဖီကိုဘာတွေပြောနေရလဲလို့ပြောလိုက်ချင်းလူဖီကတော့ရော့ကိုကဲခြင်းနဲ့ဆိုရင်ဂန်ဂျီကတင်မောတွေကိုထွက်သွားခိုင်းလိုက်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်ရော့ကလည်းပဲအကြီးကဲတွေကိုသူမကိုအမြန်လာကယ်ဖို့အတွက်ပြောလိုက်ပြီးဘာတွေလုပ်နေရလဲလို့မေးလိုက်ပါတယ်။ပြီးတော့ရော့ကသူမကိုလူဖီကတတ်တော်မယ်လို့အတန်ကုန်ဟင့်နေခဲ့တာပါ။ဒါကိုကြားတော့ရေတပ်သားတွေကဒါကအရင်ကိုကြောက်စရာကောင်းတာပဲလို့ပြောလိုက်ပါတယ်။ တဖက်မှာလည်း VV တို့ကဒါကိုကြားသွားခဲ့ပြီး BG ကတော့လူဗီကိုသူကအမြဲတမ်းရာရူးကြီးတဲ့အာနာကြီးတဲ့ကောင်တွေကိုလှောင်ပြောင်နေရပဲလို့ပြောလိုက်ပါတယ်။အဲဒီအချိန်တဖက်ကလူဗီကိုမင်းကလူဖီလားလို့မိလိုက်တော့လူဖီကဟုတ်တယ်လို့ပြန်ဖြေလိုက်ပါတယ်။ပြီးတော့ဒါကပြဿနာရှိလို့လားဆိုပြီးတော့လည်းရန်စာပြီးတော့မိလိုက်ပါသေးတယ်။ဒါကိုကြားတော့ဦးစုပ်ကလူဖီကိုဒီထက်ပိုပြီးစိတ်ဆိုးအောင်သွားမစားဖို့အတွက်ပြောလိုက်ပါတယ်။အဲဒီအချိန်တဖက်မှာတော့လူဗီတို့ကအသက်ရှင်နေတဲ့သူတွေရှိလားလို့မိလိုက်တယ်။ဒါကိုကြားတော့လူဖီကသူ့ရဲ့လူတွေကိုဝေးကြည့်လိုက်ပြီးပြောပြဖို့လုပ်နေချိန်ရောဘင်ကလူဖီကိုတားလိုက်ပါတယ် အကြီးကြီးတွေကကြားသွားတဲ့ဖုန်းကိုကြည့်လိုက်ပြီးမိန်းမတယောက်ပဲလို့ပြောလိုက်တော့ဒါက Robin ဖြစ်ရမယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်း Ruffy က Robin ကိုဘာလို့လိုက်တာလဲလို့ပြောတော့ Robin က Luffy ကိုကိုယ့်ရဲ့အချက်လက်တွေကိုရန်သူကိုပြောပြလိုက်တာကလက်နက်တစ်ခုလိုဖြစ်သွားနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ Luffy ကလည်းပဲ Robin ကိုတောင်းပန်လိုက်ပြီး "तू မသိလို့ပါ"လို့ပြောလိုက်တယ်။အဲဒီနောက်မှာတော့ Luffy ကမကြခင်ရေတက်ကတင်းမိုးတွေကိုဖယ်ပေးလိုက်မယ်လို့ပြောလိုက်တော့ Usopp က Luffy ကိုစစ်တပ်ကငတုံးထင်နေရလားလို့မေးလိုက်ပါတယ်။တစ်ဖက်မှာလည်းစေတံကသူ့ရဲ့လက်ထောက်ကိုသူတို့အနေနဲ့ဦးစားပေးကာကွယ်ရမှာ၃ခုရှိတယ်လို့ပြောလိုက်ပြီး ဒါကနံပါတ်1ရော့ကရဲ့လုံခြုံရေးနံပါတ်2ပန့်ကရဲ့အုံနောက်ပြင် Mother Flame ကိုထုတ်လုပ်တဲ့ Power Plant ဆက်ပဲလို့ပြောလိုက်ပါရီပြီးတော့ဂျန်နာရီကအေးမချီတော့ဘူးလို့လည်းသူကပြောလိုက်ပါရီဒါကိုကြတော့လက်ထောက်ကလန့်သွားပြီးတော့သူကစေတံကိုလူချီနဲ့တခြား Cyber ဘိုးဖွဲ့ဝင်တွေကိုရောက်လို့မေးလိုက်တော့စေတံကသူတို့ကအစိုးဆုံးအခြေအနေကိုပြောနေရလို့ပြောလိုက်ပြီးသူတို့ရဲ့အရေးကြီးတဲ့ຢာတွေကိုမျက်ခြေမပြတ်စေနဲ့လို့ပြောလိုက်ပါရီဒါအပြင်လူတွေကိုပိုးမွားလို့ပဲသဘောထားသင့်တယ်လို့ပြောလိုက်ပြီးတော့သူတို့ကအချိန်တိုင်းပြန်ပွားနေမှာပဲလို့ဆိုပါရီဒါကိုကြတော့လက်ထောက်ကလည်းပဲမတက်တာပဲလက်ခံလိုက်ရပါရီ တဖက်မှာလည်းယောဂလူဖီရိုကိုသူကအကြီးအကဲ၅ယောက်နဲ့ဘေးယူလောက်ထားတယ်လို့ပြောပြခဲ့ပါတယ်။ဒါကြောင့်သူမကိုထိရင်အကြီးအကဲတွေအလုံးကကျုံးနဲ့အတူဖြတ်စည်းပြစ်လိုက်မယ်လို့ပြောလိုက်ပြီးတော့နာမီကဒေါသထွက်ပြီးယောဂကိုဆော်ပြစ်လိုက်ပါတယ်။ဒါကြောင့်မလို့အာလူသီးတွေထွက်သွားတဲ့ယောဂနာမီကိုအကြီးအကဲ၅ယောက်နဲ့တိုင်မိုးအတွက်ပြောလိုက်ပါတယ်။ဒါကိုကြတော့နာမီကသွားတိုင်လို့ပြောလိုက်ပြီးရော်ဘင်ရဲ့ရှေ့မှာဘလူရောင်ပြောထွက်တာလဲလို့မေးလိုက်ပါတယ်။ဒါကိုကြတော့ရော်ဘင်ကပြုံးနေပြီးတော့ချော်ပါကရော်ဘင်ကိုတတ်တာလားလို့မေးပါတယ်။ဒါကြောင့်ရော်ဘင်ကတတ်တာပါတယ်လို့ပြောလိုက်ပြီးဒါကလည်းပဲချော်ပါကြောင့်ပဲလို့ဆိုပါတယ်။ရော်ဘင်ရဲ့ချီးကျူးစကားကိုကြတော့ချော်ပါတယောက်ချိန်နေနေတာပါ။ ဲ့ဒီအချိန်ဘဲကပန်းကလည်းပဲချော်ပါတို့ကိုကျေးဇူးတင်နေပြီမဟုတ်ရင်တော့ယောဂီရဲ့လက်ချက်နဲ့တင်းနီလောက်ပြီလို့ဆိုပါရီဒါကိုကြတော့ချော်ပါကသူတို့တွေတယောက်တည်းဆိုရင်တော့ဒါတွေကိုမလုပ်နိုင်လောက်ဘူးလို့ပြောလိုက်ပြီဆာရာဖီနီအဝိုင်းခံထားရတဲ့အချိန်ကခါခုကရောက်လာခဲ့တယ်လို့ပြောပြလိုက်ပါရီခါခုကတော့တိုက်ဆိုင်တာဖြစ်ပြီးသူလည်းဆာရာဖီနီရဲ့တိုက်ခိုက်တာကိုခံနေရတယ်လို့ပြောပြပါရီအဲ့ဒီအချိန်ဆိုရူကနောက်ဆုံးတော့သူကဝင်ခဲ့လိုက်ရတာပဲမှလာလို့မိပါရီဒါကိုကြတော့ခါခုကမခံနိုင်ဖြစ်နေပြီးဇိုရိုကိုတိတ်တိတ်နေစမ်းပါလို့ပြောလိုက်ပါရီ ဒါပေမဲ့သူ့ရဲ့လေပင်ကတန်ရာကြောင့်နာကျင်သွားပြီးလူချီကတော့အခြေအနေကိုသိပြီမလို့ခါခုကိုအိတ်နေဖို့အတွက်ပြောလိုက်ပါတယ်အဲဒီအချိန်တစ်ဖက်မှာလေလီလစ်ကရှာကာကိုဖက်ကောင်ကိုနေရကြောင်းရှာကာကသူမသေးသေးဘူးလို့ပြောလိုက်ပါတယ်ဒါကိုကြတော့လီလစ်ကအရင်ကဝမ်းတာတယ်လို့ဩပြောခဲ့တာပါအဲဒီနောက်ဥဆုပ်ကလီလစ်ကိုဒိတ်တိတ်လေးနေဖို့အတွက်ပြောပြီးအောက်ထပ်ကောင်နေနဲ့ဆက်သွယ်ဖို့လုပ်နေရလို့ပြောလိုက်ပါတယ်အဲဒီနောက်ဆက်သွယ်ရတော့အားလုံးကလီလစ်ကိုအစားစာတွေအတွက်ကျေးဇူးတင်နေခဲ့ကြပါတယ်ပြီးတော့သူရဲ့အသက်တွေကပြန်ရှင်သန်လာတယ်လို့ပဲလို့အားရပါရပြောနေခဲ့ပါတယ်ဒါပေမဲ့တယောက်ကတော့လူဖီတို့ကသူရဲ့ရန်သူတွေနော်လို့တတိပေးလိုက်ပြီး ်နောက်တစ်ယောက်ကတော့သူတို့ကိုလှုပ်ပေးဖို့အတွက်ပြောတော့ ਉਸ ုပ်ကဒါကအဆင်မပြေသေးဘူးလို့ပြောပါရီသူရဲ့စကားကိုကြားတော့တစ်ဖက်ကလည်းဒါဆိုရင်သူတို့ကိုဆရာဖီနီနဲ့အတူတူမထားဘဲနေရာပြောင်းပေးဖို့အတွက်ပြောပါရီဒါကိုကြားတော့သူတို့ကို ਉਸ ုပ်ကမင်းတို့ကတစ်ဖက်ထဲကပဲမဟုတ်ဘူးလားလို့မေးတော့ဟုတ်တော့ဟုတ်ပြီမဲဘယ်ချိန်ထားတောင်းကျန်းလာမယ်မှမသိနိုင်ဘူးလို့ပြောလိုက်ပါရီအဲ့ဒီချိန် ਉਸ ုပ်ကဘေကာပန့်ကိုဒါကပြဿနာရှိလားလို့မေးလိုက်တော့သူကဘာမှမဖြစ်ဘူးလို့ပြောလိုက်ပြီးအက်စနိတ်ကိုဖမ်းထားတဲ့ဘောလုံးတွေကအရန်ကိုခိုင်ခံပြီးတော့တဘဲဖရုစားထားတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်လို့ပြောလိုက်ပါရီဒါကိုကြားတော့တစ်ဖက်ကစိတ်သက်သာရရနေချိန် snake က တို့ကိုစိတ်ပူမနေနဲ့ငါတို့ကတယောက်မှမင်းတို့ကိုတတ်ဖို့အမိန်မျှထားဘူးလို့ပြောလိုက်ပြီးမင်းတို့ကိုစိတ်လဲမဝင်စားဘူးလို့ပြောလိုက်ပါရီအဲ့ဒီချိန် Frankie က Snake ကိုအားလုံးနဲ့မှမင်းကိုကျေးဇူးတင်တယ်တော့လို့ပြောလိုက်ပြီးတို့ကိုလူအဖြစ်ပြန်ပြောင်းပေးလို့လို့ပြောလိုက်ပါရီဒါကိုကြတော့ဘေကာဘက်ကအံ့ဩသွားပြီးသူက Snake ရဲ့ program ထဲမှာအခုလိုလှုပ်ဖို့အတွက်ထဲမထားဘူးလို့ပြောလိုက်ပါရီဒါကိုကြတော့ Snake ကရှက်နေခဲ့ပါရီအဲ့ဒီတော့က Luffy ကသူ့မကိုသူ့ရဲ့တငယ်ချင်းတွေကိုပြန်ပြောင်းပေးဖို့အတွက်တောင်းဆိုခဲ့ပါရီ Hancock ရဲ့ Luffy ကိုဆွဲလဲတဲ့စိတ်ကြောင့်သူ့မရဲ့ပုံလူဖြစ်တဲ့ Snake ကလည်းပဲ Luffy ကိုသဘောကျနေခဲ့တာဖြစ်ပါရီ ဒါကြောင့်မလို့သူမကလူဖီရဲ့စကားကိုနားထောင်ပြီးပြန်ပြောင်းပြီးခဲ့တာပါဒါကိုမြင်တော့ဂျင်ဘီကအန်အောနေပြီးဟန်ကောကအခြားသူတွေပေါ်ကြမ်းတမ်းမိမယ်လူဖီပေါ်ကိုတော့နူးညံ့စွာဆက်ဆံတတ်တယ်လို့ပြောလိုက်ပါရီအဲ့ဒီချိန်လူဖီကတော့အက်စနိတ်ကိုခိုချီခိုချီလို့လှမ်းပြီးတော့နှုတ်ဆက်နေရင်စကားလမ်းပြောနေပြီဒေါက်တာဘဲကဘန်းကတော့သူထက်ရှာတွေ့ထားတဲ့အချက်ကိုစီးရင်ပြုစုနေပါရီအဲ့ဒီချိန်လူဖီကတော့အက်စနိတ်ကိုကျေးဇူးတင်နေပြီအက်စနိတ်ကတော့တစ်ဖက်ကရှက်လဲရှက်ကျင်းနေနေပြီးတော့မခုတ်ရီကိုလေးလုံနေပါရီအဲ့ဒီချိန်စတေလာကလှေဝက်ကုတ်ကိုဖွင့်ဖို့အတွက်လှုပ်လိုက်ပေမဲ့သူကမရခဲ့ပါဘူး သူမက Frontier Dome ကိုပိတ်ချလို့မရဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ယော့ကသူ့ရဲ့ခေါင်းထဲမှာမှတ်ထားပေမဲ့အဲဒီကုတ်ကိုသူကပြောမပြနိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ Lilith ကယော့ကိုဒေါသထွက်နေပြီးဘယ်ကဘက်ကတော့ Frontier Dome ကိုသာပိတ်မချနိုင်ရင်ဘာမှသုံးမဝင်ဘူးလို့ဆိုလိုက်ပါတယ်။ Usopp တို့ကလည်းအစိုးရကသူတို့ကိုလွတ်ပြီးမှမဟုတ်ဘူးလို့ပြောနေချင်းတစ်ဖက်မှာတော့လူချီကအားလုံးကိုကြိလိုက်ပြီးအခြေအနေတွေကိုမသိမသာနဲ့တစ်ဖက်လဲနဲ့သတင်းပို့နေခဲ့ပါတယ်။ဒါကိုကြတော့ခါခုကလူချီကိုဘာတွေပြောနေရလဲလို့မိလိုက်တော့လူချီကကိုဘသားကိုပြောနေရလို့ပြောပါတယ်။ ။အဲဒီနောက်မှာတော့ Stacy ကပြန်လာခဲ့ပြီးသူမကဝိုင်းထားတဲ့ဒေမောနဲ့ဒေမောသားအရေးအတွက်ကိုပြောပြလိုက်ပါလိမ့်။ဒါကိုကြတော့ဘေကာပန်းကအတော်လေးကိုကြီးကျယ်တာပဲလို့ပြောလိုက်ပြီးအဲဒီချိန်ဆန်ဂျီကတော့ Stacy ကို coffee တောင်းမလားလို့မိလိုက်က Stacy ကလည်းပဲဒါကိုလက်ခံခဲ့ပါလိမ့်။အဲဒီနောက်သူမက coffee ကိုယူပြီး Luchi ကိုစိုက်ကြည့်မနေဖို့အတွက်ပြောပါလိမ့်။အဲ့ဒီအချိန်ဘေကာပန်းကတော့နာမီကိုမင်းကလမ်းပြမှလားလို့ပြောလိုက်ပြီးသူ့ကိုတီနီယာရီပြောပြဖို့အတွက်ပြောပါရီနာမီကဝန်ဒိုဒီသားဘက်ကနေပြထားတဲ့တည်ငြိမ်မှုကိုပြလိုက်ပြီးဒါကအနောက်မြောက်ဖက်လို့ပြောလိုက်ပါရီဒါကိုကြတော့ဘေကာပန်းကဒါဆိုရင်အယ်ဘတ်ပေါ်လို့ပြောလိုက်ပါရီ ်အယ်ဘတ်ကတော့ဘလူးရီရဲ့ကျွန်းဖြစ်ပြီးလူဗီကဒါကိုကြားတော့ဝမ်းသာသွားပြီးတော့သူတို့ကအခုအဲ့ဒီကိုသွားမှလာလို့မေးပြီးပြောရွှေနေပါရီအဲ့ဒီအချိန်ဘေကာဘန်ကတော့သူတို့ရဲ့လွယ်လန်းကိုရှာကြည့်နေပါရီအဲ့ဒီနောက်ဝါနူဒီသားရဲ့နောက်မြောက်ဆိုတော့ကျွန်းရဲ့အနောက်ဘက်ပဲလို့ပြောလိုက်ပြီးသူကအတော်ပဲမင်းတို့ရဲ့ဆန်ဒီကဘေကာဖို့စ်1ရဲ့နောက်မှာရှိတယ်လို့ပြောလိုက်ပြီးဘေကာဖို့စ်ကိုဆန်ဒီကိုတည်သွားခိုင်းလို့ရတယ်လို့ပြောလိုက်ပါရီဒါပေမဲ့သူရဲ့ဆက်ရုပ်တွေကလာဘိုဖေးစ်ရဲ့နေမြေထဲမှာပဲပြန်တန်းနိုင်ပြီးအပြင်ကိုရောက်ရင်တော့လိုလိုပြုတ်ချသွားလိမ့်မယ်လို့ပြောလိုက်ပါရီ ဒါကိုကြတော့အားလုံးကစိတ်ညစ်သွားပြီးဒါကအဆင်မပြေသေးဘူးလို့ပြောကာရေတက်ကဖမ်းမိသွားလိုက်မယ်လို့ပြောလိုက်ပါရီအဲ့ဒီအချိန်ဖရန်ကီကအဆင်ပြေတယ်လို့ပြောလိုက်ပြီးသူရဲ့တင်မောက1ကီလိုမီတာလောက်အထိခုန်ထွက်နိုင်တယ်လို့ပြောလိုက်တော့ဒေါက်တာကအံ့ဩသွားပြီးဘယ်လိုလဲလို့မေးလိုက်တော့ဖရန်ကီကကိုလာကိုသုံးပြီးတော့လို့ပြောလိုက်ပါရီဖရန်ကီရဲ့စီစဉ်ကိုသဘောကျသွားတဲ့ဘေဂါပန်းကလည်းဒါကိုလက်ခံလိုက်ပါရီအဲ့ဒီနောက်ဘေဂါပန်းကလီလစ်ကိုလူဗရီရဲ့တင်မောကိုအနောက်ဘက်ကိုပို့ခိုင်းလိုက်ပါရီ အဲ့ဒီချိန် Stella ကသူမတို့အနေနဲ့အရင်ဆုံး Frontier Dome ကိုပိတ်ချရမယ်လို့ပြောလိုက်တော့ယောဂကုတ်ကိုမပြောပြဘူးလို့ပြောလိုက်တာကြောင့် Vega Bank ကတင်းသွားပြီးတော့ကုတ်ကိုပြန်ဖွင့်ဖို့အတွက်အသေးအံစူးစမ်းကြပါလိမ့်။တစ်ဖက်မှာလည်း Luffy က Lilith ကိုတင်းမောကိုသွားရင်သူတို့လည်းလိုက်ခဲ့မယ်လို့ပြောလိုက်ပါလိမ့်။ဒါကိုမြင်တော့ Brutto ကအစည်းအဝေးအလုံးကဒီလောက်အဆင်ပြေနေမယ်ထင်မှတ်ထားဘူးလို့ပြောလိုက်တယ်။အဲ့ဒီနောက်မှာတော့ Luffy တို့ကလည်းအပြင်ကိုထွက်လာပြီးတင်းမောစီကိုပြေးလာခဲ့ပါလိမ့်။သူတို့ကလမ်းမှာအကာအယံပြူကြမသွားဖို့အတွက်စူတောင်းနေပြီးဘူနီကတော့ပြူကြသွားတာကမကောင်းဘူးလားလို့မိလိုက်ပါလိမ့်။ ဒါကိုကြတော့ Frankie ကကောင်းပေမဲ့အပြင်ကရန်သူတွေလည်းဝင်လာနိုင်တော့မှာလို့ပြောလိုက်ပါရီ။အဲ့ဒီချိန်ကီဇာရုကခေါင်းဆောင်ကိုတွေ့သွားခဲ့ပြီးခေါင်းဆောင်ကလည်းကီဇာရုကို Luffy ရဲ့စကားကိုကြားလာလို့မိလိုက်ပါရီ။ဒါကိုကြတော့ Borsalino က Luffy ကအားလုံးကိုသူချုပ်ကင်ထားတယ်လို့ပြောနေပေမဲ့တကယ်တမ်းကျတော့ကျုံးမပိတ်မိနေပုံပဲလို့ပြောလိုက်ပါရီ။ဒါကြောင့်ခေါင်းဆောင်က Borsalino ကိုကျုံးကိုဖောက်ဝင်မှုအတွက်ပြောလိုက်ပါရီ။အိမ်နောက်မှာတော့ကီဇာရုကသူ့ရဲ့လူတွေကိုအချက်ပြပြီးသူကိုယ်တိုင်ကကျုံးကိုဖောက်ဝင်ခဲ့ကစန်တိုမာရုကိုတိုက်ခိုက်ခဲ့ပါရီ။ ဒါကြောင့်ပောက်ကွဲမှုနဲ့အတူပဲအလင်းရောင်တွေကဖျားထွက်လာခဲ့ပြီးဒါကိုမြင်တော့လူဖီရိုကလည်းတန်းသွားခဲ့ကြတာဇာလန်နီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပါတယ်အပိုင်း1125ရဲ့အဆောက်မှာတော့ကီဇာရူနဲ့ဆန်တိုမာရူတို့နှစ်ယောက်သာတိုက်ပွဲကရန်ကိုပြင်းထန်နေခဲ့ပါတယ်ဆန်ဒိုမာရူတယောက်သူ့ရဲ့နဗန်းသမားတိုက်ခွက်ကိုအသုံးပြုပြီးခုခံနေခဲ့ပေမဲ့ဂီဇာရူရဲ့ကံကြက်တယောက်မှာအတော်လေးဖိအားပေးခံနေရပါတယ်။ဒါကြောင့်မလို့ဆန်ဒိုမာရူကသူ့ရဲ့လေးလဝါးတိုင်းကိုအသုံးပြုပြီးဂီဇာရူကိုအဝေးကိုတွန်းပို့လိုက်ပါတယ်။ ီဇာရုကဆန်တိုမာရုကိုမတွေ့ရတဲ့နေ့တွေကရန်ကိုကြာမြင့်သွားတာတော့မှထုံးစံတိုင်းမင်းကမွန်စတာတကောင်လိုပဲဖြစ်နေတော့မယ်လို့ချီးကျူးလိုက်ပါရီဒါကိုကြတော့ဆန်တိုမာရုကဘလို့ပဲဖြစ်ဖြစ်သူ့ရဲ့တမောင်မှုနဲ့ရအောင်ဒါစိတ်မှဖြစ်တာကြောင့်အရှိကိုဆက်သွားလို့မရဘူးဦးလေးကြီးဆိုပြီးပြေးဝင်တိုက်ခိုက်လိုက်ပါရီအဲ့နောက်မှာတော့နှစ်ယောက်စလုံးပြေးထန်တဲ့တိုက်ခိုက်မှုတွေကြောင့်ဂျိုးတခုလုံးကတုံဟီသွားခဲ့ကြတယ်။တစ်ဖက်မှာလည်းတက်ချုပ်ကဒူးဘိုချုပ်တွေကိုဂျိုးမော်ကိုအမြန်ဆုံးသွားရောက်ဖို့အတွက်အမိန်ပေးလိုက်ပါရီ။ဒါကြောင့်မလို့ဘိုချုပ်တွေကတော့အခက်ဘော်ကိုထွက်သွားခဲ့ကြပြီးတနင်္လာရောက်မှာတော့ Pacific Star တွေနဲ့တွေ့ဆုံကြရပါရီ။ သူတို့အားလုံးကရေတက်သင်းမော်ရီရဲ့အကူအညီနဲ့အတူဂျိုးမော်ကိုတိုက်ခိုက်စီရမလို့ပဲရောက်ရှိသွားကြပြန်ပါလိမ့်။ဒီလိုနဲ့သူတို့အားလုံးဂျိုးမော်ကိုရောက်ရှိချိန်မှာတော့ပင်လယ်မွန်စတာတွေကထွက်ပေါ်လာခဲ့ပြီးဒါကိုမြင်လိုက်ရတဲ့ရေတက်သားတွေကတော့ CP Swap နဲ့ရောက်ရှိလာပြီဆိုပြီးပါဇက်အဟောင်းသားဖြစ်နေပါလိမ့်။တစက်ထဲမှာပဲသူတို့အားလုံးလည်းပင်လယ်မွန်စတာတွေရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးသင်းမော်ရီအကုန်လုံးလည်းစိစိညံ့ညံ့ကြေကုန်ပါလိမ့်။အဲ့ဒီအချိန်တစ်ဖက်မှာလေဒူဘိုကျောက်တွေက Pacific Star တွေကိုရှင်းထုတ်ပြလိုက်ပြီး Cyberpool အဖွဲ့ဝင်တွေဖန်ခံထားရတဲ့စမ်းသပ်ခန်းကိုဝင်ရောက်ဖို့အတွက်စီစဉ်နေကြပါသေးတယ်။ တဖက်မှာလည်းဦးစုပ်ကရေတပ်သားတွေနဲ့ဘင်လန်မွန်စတာတွေဂန်းကြီးမှာစတင်တိုက်ခိုက်နေကြပြီဆိုပြီးအော်ဟင်းနေပါတယ်။ဒါကိုကြတော့ဘေကာပန်းကဆန်တိုမာရုတရားပစိဖိတ်စတာအဖွဲ့တွေကိုဦးဆောင်နေသည်တွင်ကျွန်းရဲ့လုံချုံကြီးကအေးအေးဆေးဆေးပဲလို့ရှင်းပြလိုက်ပါတယ်။ဒါကိုသိပြီးလက်မခံကျင်တဲ့ဦးစုပ်ကတော့ဘလို့ပဲဖြစ်ဖြစ်ရေတပ်ကဆန်တိုမာရုကိုလာတက်တာဖြစ်ပြီးဒီမှာကြည့်ဆိုတာကီဇာရုရဲ့မျက်နှာကြီးကိုပြလိုက်ပါတယ်။ဒါကြောင့်အားလုံးလည်းကီဇာရုတော်ဒီဂျိုးမော်ကိုရောက်နေပြီလားဆိုတာအံ့ဩသွားကြရပါပြီ။အဲ့ဒီအချိန်မှာငမွေသီးယောကရော ဂီဇာရူရောက်လာတာဆိုရင်နင်တို့အားလုံးတည်ချင်းစိုးနဲ့တည်ကြရတော့မှာဆိုပြီးထားပြောလိုက်ပါတယ်။ဒါကိုဒေါသထွက်သွားတဲ့ဇိုရူကချက်ချင်းပဲသူ့ရဲ့ဓာတ်နဲ့ရော့ကိုလှမ်းရွှဲထားလိုက်ပြီးပါဇက်ပိတ်နေပိတ်နေမပိတ်နေတော့ခေါင်းထဲကိုအိုးစားကွဲသွားမယ်ဆိုပြီးချိန်ချောက်လိုက်ပါတယ်။ဇန်ဂျီကဘရုတ်ကိုဂီဇာရူဆိုတဲ့ကောင်ကစာပေါင်းဒီကျွန်းစုမှာတုန်းကသူတို့ကိုကောင်းကောင်းကြီးဒုက္ခပေးသွားခဲ့တဲ့ရေတပ်ဗိုလ်ချုပ်မှလာဆိုပြီးမေးနေခဲ့တာပါ။ဒါကြောင့်ဘရုတ်ကလည်းဟုတ်တယ်လို့ပြန်ဖြေလိုက်ကအဲ့ဒီရုပ်ရှင်မင်းသားနေအောင်ရုပ်နဲ့တူတဲ့ဂီဇာရူဆိုတဲ့အဖိုးကြီးကိုမြင်လိုက်ရတိုင်းအတိတ်ကအိမ်မက်ဆိုးတွေကိုသတိရပြီးအဲ့ဒါတွေကိုပြန်မြင်လိုက်ရတယ်လို့ပဲလို့ပြန်ပြောပါရီး အဲ့ဒီချိန်ချော်ပါကအဲ့ဒီတုန်းကဆိုရင်သူတို့အနေနဲ့ကီဇာရူရဲ့ပြုသမျှကိုနုနေခဲ့ရပြီးလူဗီတောင်မှတိုက်ခိုက်ဖို့အတွက်အခွင့်အရေးမရရှိခဲ့ဘူးလို့ပြောလိုက်ပါတယ်။ဒါ့အပြင်ဒီလိုမျိုးခင်းမီလက်နက်တွေမျိုးစုံထုတ်သုံးနိုင်တဲ့အခက်ကြုံပေါ်မှာပြန်လည်တွေ့ဆုံရခြင်းကလည်းအကူအသတ်တွေမျိုးပဲလို့ဆိုတာစိတ်ပြတ်နေပါတယ်။အဲ့ဒီအချိန်တစ်ဖက်မှာတော့စန်တိုမာရူတယောက်ကီဇာရူနဲ့လုံထွေးနေခဲ့ပြီးဒါကိုမြင်လိုက်ရတဲ့ဘဲကာပန့်ကလည်းဒါမှန်းသိရင်အစောကြီးကလေးကဂျားစီစဉ်ကိုထုတ်သုံးခဲ့တာပေါ့လို့အဟိနေတာပါ။ဒါ့အပြင်ကီဇာရူလိုကောင်မျိုးကထွက်ပြေးရင်တော့မှအနောက်ကနေလိုက်လံတိုက်ခိုက်နေဦးမှာပဲဆိုပြီးစိတ်ပြတ်နေပါတယ်။ ဒါကိုကြားတော့ဘေကာပန့်ကိုအက်ဒီဆင်ကစိတ်ညစ်မနေဖို့အတွက်ပြောလိုက်ပြီးဘတ်စကော့ကသာအရင်ဆုံးရောင်းဦးစားပေးပြီးလှုပ်ဖို့အတွက်အာယုံဆိုင်ဆန်းမာလို့တတိပေးလိုက်ချိန်မှာအက်ဒလက်ကလည်းဝင်ထောက်ခံလိုက်ပါတယ်။တစ်ဖက်မှာလည်းဂီဇာရူကဆန်တိုမာရူကိုအလင်းထက်မြန်တဲ့အချိန်နဲ့ပတ်ပြီးနေခဲ့ရင်လက်နက်ချအញ្ញန်ခံဖို့အတွက်ဖိအားပေးပါတယ်။ဒါပေမဲ့ဆန်တိုမာရူကဆက်လက်ခုခံနေသေးတာကြောင့်ဂီဇာရူကဖြတ်ကန်ပြစ်လိုက်ပြီးတစက်ထဲမှာပဲယာစာကန်ဒီရဲ့မြင်းမြတ်တဲ့ယရနာတိုက်ကွန်းနဲ့အဆုံးသတ်ပေးမယ်ဆိုတာရောင်ကျူရီနဲ့လိုက်လံပြစ်ခတ်ပါလိမ့် ဒါကြောင့်စန်တိုမာရီလေးလဲကြနေရကနေချက်ချင်းပြန်ထလာပြီးဂီဇာရူရဲ့ပြစ်ခတ်မှုတွေကနေဘေးလွရာကိုထွက်ပြေးနေကြရပါတယ်။နောက်ပြီးသူအနေနဲ့လန်နချာအញ្ញန်ခံမှုနေနေတာသာကောက်ရုပ်ထုတ်တမျလူဖီရိုအဖွဲ့နဲ့မဟာမိတ်ဖွဲ့ထားပြီးဖြစ်ကြောင်းလမ်းပြောလိုက်ပါတယ်။ဒါကိုကြတော့ဂီဇာရူကပင်လယ်တမျတွေနဲ့မဟာမိတ်ဖွဲ့လိုက်တဲ့စန်တိုမာရီကိုဒေါသတွေထွက်သွားခဲ့ပြီးသူ့ကိုအကြောင်းပြချက်ပေးစမ်းမလို့ဆိုပါတယ်။စန်တိုမာရီကတော့အကြောင်းပြချက်ပေးစရာမလိုဘူးလို့ပြန်ခြေပြောက်လိုက်ပြီးသူရဲ့ပစိန်လက်နက်ကြီးကိုဆွဲကင်လိုက်ရင်မိုးပေါ်ကိုခုန်တက်သွားခဲ့ကကီဇာရုကိုနှစ်ပိုင်းပြောင်ခုန်ချပြစ်လိုက်ပါတယ် နောက်တစ်ခါမှတော့ဂီဇာရုနဲ့ဘေဂါပန်တို့ရဲ့ငယ်ဘွားကိုပြသထားပြီးဂီဇာရုကဘေဂါပန်ကိုအခုတလောဒီနောက်မှာတော်ဝဝင်ရိုင်းတကောင်ကလူတွေကိုဒုက္ခလိုက်ပေးနေရဆိုပြီးတိုင်းစာရီများကြီးရရှိထားကြောင်းပြောလိုက်ပါတယ်။ဒီလိုနဲ့တနေရာရောက်မှတော့လဲကြနေတဲ့တော်ဝဝင်ရိုင်းနေအပေါ်မှာမတ်တက်ရက်နေတဲ့ဇန်တူမာရုကိုတွေ့ရှိလိုက်ရပြီးအံ့ဩသွားခဲ့ကြပါတယ်။ဇန်တူမာရုကတော့ဒီကောင်ဒီအားလုံးကိုသူ့ရဲ့ဆူမိုတိုက်ကွက်နဲ့အနိုင်ယူခဲ့ကြောင်းရှင်းပြနေပြီးသူကရွာကနေထွက်ပြေးလာတဲ့ကလေးတစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်သူ့အနေနဲ့ပြောညံ့တဲ့ကလေးတွေရှိတဲ့ရွာမှာလည်းမနေချင်တော့ဘူးဆိုကဘေဂါပန်တို့နဲ့အတူသူ့ကိုခေါ်သွားပြေးဖို့အတွက်တောင်းဆိုနေတာပါ။ နောက်ပြီးအဖိုးခအနေနဲ့အလုပ်တူတူတွဲလုပ်ပြီးမှဖြစ်ပြီးရရှိလာတဲ့အကျိုးမြတ်ကိုတော့ထမင်းမဲကျွေးပေါ်လို့ဆိုပါရီဒီလိုနဲ့ဒီနေ့မှာတော့ဆန်ဒိုမာရုတယောက်ခီစာရုကိုသူ့အနေနဲ့ဘလို့လေးချင်းမှုတွေမျိုးကိုပြုလုပ်မယ်ဆိုရင်ဘန်ဘိုးတော်ကိုကာကွယ်နိုင်မှာလဲဆိုပြီးလာမိပါရီနောက်ပြီးသူ့ကိုအကောင်းဆုံးကိုခံပညာတွေကိုသင်ကြားပေးဖို့အတွက်တောင်းဆိုပါရီလက်ရှိအချိန်မှာတော့ကီစာရုတယောက်ဆန်ဒိုမာရုရဲ့စူမိုရိုက်ချက်ကိုပြင်းပြင်းထန်ထန်ခံလိုက်ရပြီးတစက်ထဲမှာပဲဒေါသတွေထွက်လာခဲ့တာလေးစားရောင်ခြေတွေနဲ့ဆန်ဒိုမာရုရဲ့မျက်နှာတဲတွေကိုအနီးကပ်ပစ်ထည့်လိုက်ရင်အဆုံးသတ်ပေးလိုက်ပါရီ အဲဒီနောက်မှာတော့ဂီဇာရုကမြေပြင်ပေါ်ကိုပြန်ဆင်းသက်လာခဲ့ပြီးအမေဘေးဆက်ကနေတဆင့် Pacific Star တွေကိုရေတပ်သင်္ဘောတွေကိုလိုင်းနောက်ရှက်နေတဲ့ CP Swapan တွေကိုပင်လယ်ထဲကိုမြှုပ်ပစ်လိုက်တော့ဆိုပြီးအမေဘေးလိုက်ပါရီဒါကြောင့် Pacific Star တွေလည်းချက်ချင်းပဲ CP Swapan တွေကိုပြစ်ခတ်ကမီးလောင်တိုက်သွင်းပစ်လိုက်ပါတော့တယ်အဲဒီချိန်တစ်ဖက်မှာတော့ Usopp က Santo Maru တရားကြာရှုံးသွားပြီဖြစ်ကြောင်းအားလုံးကိုအသိပေးလိုက်ပါရီယုတ်ဒီရကြာလိုက်ရတဲ့သတင်းစိုးကြောင့်ဘေကာပန်လည်းမျက်ရည်တွေကြာဆင်းလာခဲ့ပြီးကာကွယ်စနစ်တွေကိုအပြန်ဖြတ်စည်းပြဖို့အတွက်လှုပ်ကြတော့ဆိုပြီးသူ့ရဲ့အဖွဲ့သားတွေကိုအမိန်ပေးလိုက်ပါပြီ။ ်နောက်ပြီးဆန်တိုမာရုအသက်နဲ့ယင်ပြီးဆွဲပေးခဲ့တဲ့အချိန်ကိုလည်းအလားအသတ်မဖြစ်စေနိုင်လို့ဆိုတာအော်ဟစ်နေပါရီနောက်တစ်ခါမှာတော့လဲကြနေတဲ့ဆန်တိုမာရုကိုမြင်တွေ့ရမှာဖြစ်ပြီးဂီဇာရုကတော့အဝေးတနေရာကနေငေးကြည့်နေပါရီနောက်ပြီးသူအနေနဲ့ကောင်းရိုးထိုးတဲ့မြောက်အဖွဲသားတွေကိုမတွေ့ရတာကြားပြီးဖြစ်တာကြောင့်အသေးစော်ပြီးဖို့အတွက်ရင်ခုန်နေပြီဆိုတာမိုးဘော်ကိုပြန်တက်သွားပါရီတဖက်မှာလည်းဖရန်ကီကလီရစ်ကိုဘယ်ရီယာတွေကိုဖောက်ထွင်းပြီးတာနဲ့ဂျုံမော်ကနေဒိုးရအောင်ဆိုပြီးသူကသတင်းလန်းပို့နေပါရီအဲ့ဒီအချိန်ရုတ်တရက်ကျွင်းရဲ့အချက်ပေးစနစ်ကထောက်လျှောက်ထမိလာခဲ့တာကြောင့်လူဖီကလည်းဒါကဘာဖြစ်တာလဲဆိုပြီးကြောင်တော်တော်နဲ့လိုက်ကြည့်နေပါရီ ။တစ်ဖက်မှာလည်းဒါကိုသိလိုက်ရတဲ့ Usopp ကချက်ချင်းပဲလူဖီကိုဂီဇာရုတယောက်ကျူးကျော်ဝင်ရောက်လာပြီဆိုတော့ကြောင့်အမြန်ဆုံးထွက်ပြေးဖို့အတွက်လမ်းမိတဲ့ရင်ပေါ်ပါရီ။တစ်ဖက်မှာလည်းဒါကိုကြားလိုက်ရတဲ့လူချီကချက်ချင်းပဲဘေကာပတ်ကိုသူ့ရဲ့ finger print store နဲ့အခွင့်ကောင်းယူပြီးရှင်းပြဖို့အတွက်ပြေးလာနေပါရီ။ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲ Stacy တယောက်ဂျာကနေတိုက်ခိုက်မှုကိုဝန်ခံပေးလိုက်ပြီးဒါကိုမြင်လိုက်ရတဲ့ဇိုရိုလဲတစ္ဆာပေါ့လူချီကိုဒါနဲ့ပြေးခေါ်လိုက်ကတခွဲကန်းပြင်ပကိုခေါ်ထုတ်သွားပါရီ။အဲ့ဒီအချိန်ကျိုးရဲတနီယာမှာတော့ကီဇာရုကထွက်ပြေးနေတဲ့လူဖီရိုအဖွဲ့ကိုတွေ့ရှိသွားခဲ့ပြီးသူကတင်းမောကိုဖျက်ဆီးဖို့အတွက်ကြံစီနေတာပါ ဒါကြောင့် Frankie နဲ့ Luffy ကိုဘယ်လိုလုပ်ကြမလဲဆိုပြီးတော့မိလိုက်ပါတယ်။အဲဒီချိန်မှာတော့ Luffy တယောက်ဒီမောမောကနေခုံချသွားခဲ့ပြီး Kizaru ရှီကိုပြေးသွားနေပါတယ်။ Kizaru က Luffy ကိုနှုတ်ဆက်ဖို့လှုပ်လိုက်ပေမဲ့ကြီးမားလုံးနဲ့ Luffy ရဲ့ Haki အစွမ်းချုပ်ကိုခံစားလိုက်ရပြီးမျက်စိတမိတ်လေးတွင်းမာနေမယ်။အပြင်းနဲ့ကန်ချက်နဲ့အတူပဲ Kizaru တဲ့တဲ့ကို Luffy ကကန်ချက်ကြီးနဲ့ရောက်ရှိလာပြီး Kizaru ကတော့သူနှုတ်ဆက်တာတော့မဆုံးသေးဘူး။မင်းကတော်တော်ရိုင်းနေကောင်းပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ Luffy က Kizaru ကိုကန်ထားလိုက်ရတဲ့ပဲ။ Kizaru ကို လွန်ခဲ့တဲ့နှစ်နှစ်တုန်းကထက်ငါတို့အဖွဲ့ကအစားတရာလောက်တန်းမာလာပြီးလို့ကြွေးကြော်နေရင်ခီဇာရုလို့ခေါ်လိုက်ခါဇာလန်နီကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါမာရီ